မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ့်ပြည်သူများငလင်တန်တင်ချိန်မင်းအောင်လိုင်ရဲ့ညွန်ကြားချက်အရသာသနာ၏ဒုတိယဝန်ကြီးမန္တလေးဝန်ကြီးချုပ်နဲ့စစ်ဘုတ်ချုပ်တစုကကျောင်းဆယ်ရွှေသိမ်းတော်ဖျားမှာအဋ္ဌံပွင့်ထိုးရေတရာချင်းနဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအလဲပိုင်းမှာပြည်သူများငလင်တန်ကြောင့်တည်ဆုံပြည့်စုံမှုဖြစ်ပေါ်နေခြင်းစစ်ကောင်စီရဲ့သာသနာ၏ဒုတိယဝန်ကြီးမန္တလေးဝန်ကြီးချုပ်မျိုးအောင်နဲ့စစ်ဘုတ်ချုပ်တစုကကျောင်းဆယ်မျိုးရွှေသိမ်းတော်ဖျားမှာအဋ္ဌံပွင့်ထိုးရေတရာချေသွားကြောင်းကျောင်းဆယ်မျိုးနဲ့တန်ခနိုင်ကအဖွဲ့ ဝေးတန်ကတော့တချို့နဲ့ကြောက်စဲမျိုးပြည်သူတွေကသတင်းဌာနကိုပြောဆိုပါတယ်။အေဘီလာလီရန်နေစစ်ကောင်စီလောက်ကမန္တလေးတိုင်းဝန်ကြီးချုပ်မျိုးအောင်သာသနာရေးဒုတိယဝန်ကြီးနဲ့စစ်ဘုတ်ချုပ်တစုကမဟာရွှေတိန်တော်ပြားမှာအတိတ်ထံတရားရှစ်ပြီးငပြောပွဲထူပြီးပွဲပြီးကနိုင်ငံတော်ကံပေးသင်မှုတွေကိုကြော်လွားဖို့ရည်ရည်ချင်ခဲ့ကြကြောင်းအဆိုပါရည်ရည်ချင်မှုမှာနေပြည်တော်မှာစစ်ကောင်စီကောင်ဆောင်မင်းအောင်လိုင်းရဲ့ညွန်ကြားချက်ရဖြစ်ကြောင်းသိရပါတယ်။နေပြည်တော်ကညွန်ကြားလို့ရည်ရည်လာချေပြီးပွဲထူတာလို့ပြောတယ်။အဲ့ဒီနေ့ကဖျားကိုပြည်သူ ူတချို့တက်ခွင်ခနာပိတ်တဲ့ဖျားပြန်ဖွင့်တော့ပွဲတွေထိုးတာတွေ့ရတယ်ရတရားလာလောက်တာလို့သိရတယ်လို့ကြောက်စင်မျိုးမှဒေတာကန်တန်ဦးကပြောပါတယ်မဟာရွှေတိန်တော်ဖျားကစူတောင်ပြည့်ရဲ့လူကြော်ကြပြီးအနောယထာမင်းကတီထားခဲ့ကရှင်အဟရန်ကတင်သမုတ်ခဲ့တယ်လို့ဖျားရာဇဝင်သမိုင်းတွေပေါ်ပြရေးသားပြီးကတ်ကျော်ဖျားတခုဖြစ်လဲလက်ကန်ထားကြောင်းကြောက်စင်မျိုးမှတန်ကားတော်တစ်ပါးကမိန်ကြားပါတယ် ရွှေသိမ့်တော်ဘုရားကအနွယ်ဓမင်းကြီးတည်တဲ့အရှင်အရဟံကတင်သမုတ်တင်ဘုရားကြီးတည်ရှိတဲ့တင်းတောင်ကြီးရွာမှာမြန်မာတက်ကရင်1280ပြည့်နှစ်ဝင်းကျင်မှာရောဂါဘုရားကပေးကြတဲ့လူတွေအတော်တည်တဲ့ကပေးကြီးဖြစ်တာပေါ့အဲ့ဒီအချိန်မှာအိမ်မက်အရာဒီရွှေသိမ့်တော်ဘုရားစီဒီကိုပြန်လဲတူးဖော်ပြီးတည်ထားမှကပေးရီအကုန်ငိမ့်နေ ကတ်ကျော်ဖျားလို့လည်းထင်ရှားတကူကြီးရဲ့ဘေးအန္တရာယ်ကတ်တွင်ကြော်နိုင်တဲ့ကတ်ကျော်ဖျားစီဒီလို့တကူကြီးပြောစမှတ်ဖြစ်တယ်လို့ကြောင်းစင်တန်ကတော်ကမိန့်ဆိုပါတယ်။မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်ကြောင်းပြည်သူ3400နီးပါးတည်ဆုံပြီးပြည်သူတန်းချီပြီးအတိဒုက္ခရောက်လျက်ရှိကစာဝတ်နေရေးတွင်နေထိုင်ဖို့အိမ်လျက်စင်မီရေးစေးဝါနဲ့လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်လျက်ရှိကြောင်းသိရပါတယ်။ နောက်ထပ်တပုတ်အနည်းနဲ့စစ်ကောင်စီနဲ့ထိတွေ့ဆက်ဆံမှုမြန်မာပြည်သူတွေကိုမလင်းစားတဲ့လုံရက်အာနာရှင်ကိုပံ့ပိုးမှုလုံရက်ဖြစ်တယ်လို့ CNN ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကိုထိတွေ့ဆက်ဆံခြင်းအစည်းအဝေးများဖိတ်ကြားခြင်းလုံရက်တွေကမြန်မာပြည်သူတွေပေါ်မလင်းစားတဲ့လုံရက်ဖြစ်ပြီးနိုင်ငံတကာအနေနဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအလေးထားပေးဖို့တောင်းဆိုလိုကြောင်းချင်းမျိုးသားတပ်ကိုပြောရင်းဆိုခွင့်ရှိသူစလိုင်းထက်နေကပြောကြားပါတယ် စကောင်ဆောင်မင်းအောင်လိုင်းကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ဘင်စတာစီဝေကိုတက်ရောက်စီခဲ့မှုအိန္ဒိယနိုင်ငံပါဝင်နိုင်ငံချုပ်ကစကောင်စီကိုထိတွေ့ဆက်ဆံကပံ့ပိုးမှုတွေလှုပ်ဆောင်နေမှုနဲ့ပတ်သက်ပြီးစလိုက်တက်နီကခုလိုပြောကြားခဲ့တာပါအိန္ဒိယနိုင်ငံတွင်လည်းကျွန်တော်တို့ရဲ့ຫນွေဥတော်လိုင်းအခင်းချင်းပြီးတော့ပြည်သူလူထုရဲ့ဆန္ဒကိုအလီမထားဘဲနဲ့စာကာစာကိုအဲ့ဒီလိုအစည်းအဝေးတွေဖိတ်တာကပြည်သူလူထုကိုမလေးစားတာဖြစ်တဲ့အမှန်တကယ်ဆိုအရာတွေကအိန္ဒိယနိုင်ငံကမပီတာတဲ့နိုင်ငံလိုပဲလို့စလိုက်တက်နီကပြောပါတယ်ဒါကြောင့်မြန်မာပြည်သူတွေကိုအလီထား ပေးဖို့အိနီးချင်းနိုင်ငံတွေကိုတောင်းဆိုလိုကြောင်း၎င်းကပြောပါရယ်အဲ့ဒါလိုစကားစကိုထိတွေ့ဆက်ဆံနေတဲ့အိနီးချင်းနိုင်ငံတွေနိုင်ငံတကာလုံရက်တွေကတော့ကမ္ဘာမှာဒီမိုကရေစီမလိုလားပဲနဲ့အာဏာရှင်ကိုပံ့ပိုးပေးနေတဲ့လုံရက်ဖြစ်တယ်။ဒါကြောင့်နိုင်ငံတကာကိုကျွန်တော်တို့ပြည်သူပြည်သားတွေကိုလေးစားရင်မြန်မာနိုင်ငံရဲ့အနာဂတ်ကောင်းစားစေခြင်းကတော့စကားစနဲ့ဆက်ဆံမှုမလုပ်ဖို့တော့အလေးနဲ့ပြောဆိုလိုတယ်လို့စလိုင်းထန်နီကပြောပါရယ်စစ်ကောင်စီနေနဲ့လက်ရှိမှာပတ်ပေါင်းဆောင်ကဆက်ယုံနေပြီဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေအနေနဲ့လဲစစ်ကောင်စီစစ်အာဏာရှင်စနစ်အမြင့်ပြတ်အောင်အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းစလိုက်ထက်နီကပြောပါရယ် ကျွန်တော်တို့ကအစွမ်းကုန်တိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက်ရည်ရှိမှနိုင်ငံတကာဆက်ဆံရေးကတော့သူတို့မဖြစ်မနေပြန်ပြီးတော့ဆက်ဆံရမယ်အနေထားမှရှိတယ်။ဒါကြောင့်အရာကိုလည်းနိုင်ငံတကာကကျွန်တော်တို့ရဲ့ဒီຫນွေဦးဒေါ်လာရင်အခင်းချင်းကိုလေးစားပေးဖို့တော့ကျွန်တော်ဆက်လက်ပြီးတော့တောင်းဆိုချင်တယ်လို့ဆက်လိုက်ထက်နီကပြောပါတယ်။ဘင်းစတက်စီဝေးကိုစစ်ကောင်းဆောင်မင်းအောင်လိုက်ကိုဖိတ်ကြားမှုနဲ့ပတ်သက်ပြီးမြန်မာပြည်သူတွေကလည်းကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။စကိုင်းတိုင်းရှင်မပင်မြို့နယ်မှာဒေသခံတွေက EP9 ရဲ့မှာဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီးစစ်ရာဇဝဲကောင်မင်းအောင်လိုက်ကိုထိုင်းနိုင်ငံကိုဖိတ်ခေါ် ောင်မှုကိုကန့်ကွက်တဲ့စာသားတွေကင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒါအပြင်မင်းအောင်လှိုင်အလိုမရှိကြောင်းကိုထိုင်းလူမျိုးတွေကိုယ်တိုင်ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာပါမင်းအောင်လှိုင်နဲ့တွေ့ဆုံမှုကိုလူမှုကွန်ရက်မှာဖော်ပြခဲ့တဲ့ဘူတန်ဝန်ကြီးချုပ်ကလည်းဝေဖန်ပြစ်တင်ခံရပြီးရဲ့နောက်တင်ထားတဲ့ Facebook ပို့ကိုပြန်လည်ဖယ်ရှားခဲ့တဲ့အခြေအနေဖြစ်ခဲ့ပါတယ်မင်းအောင်လှိုင်နဲ့တွေ့ဆုံမှုပေါ်ဝမ်းမြောက်ကြောင်းဘူတန်ဝန်ကြီးချုပ်ကဖော်ပြခဲ့ရမြန်မာပြည်သူများက၎င်းရဲ့ဖော်ပြမှုအောက်မှာကံကွက်မှုတွေပြန်လည်ရှိတာကစစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာပြည်သူတွေရဲ့ခေါင်းဆောင်မဟုတ်ဘဲရာဇဝတ်သားလူသက်သားကောင်ဖြစ်အောင်မတ်ချက်များရှိတာကဘူတန်ဝန်ကြီးချုပ်ရဲ့ဖော်ပြ မှုကရှက်စရာကောင်းကြောင်းတုံ့ပြန်ခဲ့ရာဝင်ကြီးချုပ်ကမင်းအောင်လိုင်းနဲ့အတူရှင်တွဲရိုက်ထားတဲ့တပုံနဲ့ဖော်ပြမှုကိုပြန်လည်ဖြုတ်ချဖင်ရှားသွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်တပုံအနေနဲ့လာရှိုမာ MND စုခွာရင်ကြီးမားတဲ့ဖီအာမျိုးစုံပြီးလို့နီးစက်တဲ့တည်ရင်ရှင်မြစ်တွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကြားထဲမှာတခုခုထူးဖို့ရှိမယ်လို့မျှော်လင့်နေပြဒီလိုစုံမင်းဆိုတာကလည်းနိုင်ငံကြီးဆိုတော့လေတချို့နိုင်ငံကြီးကစားကွက်တွေရှိရဲဆိုတော့လေလို့ MND နဲ့နီးစက်သူကပြောပါတယ်။ တရင်မျိုးစုံထွက်နေပြီမြေ MNDA နှုတ်ဆက်နေခြင်းပေါ်ဒေတာကံပြည်သူတွေမေးခွန်းထုတ်တယ်လို့ဆိုပါတယ်။ကိုကန့်တက်မတော် MNDA အနေနဲ့လာရှုမျိုးမှမဖယ်ပေးပါကမြို့ကြီးမှပြည်စည်းအောင်လေချောင်းတိုက်ခိုက်မယ်လို့စစ်ကောင်စီကချင်းချောက်ခြင်းတရုတ်နိုင်ငံဘက်ကနေဆက်ကိတ်များပိတ်မယ်လို့ချင်းချောက်ခြင်းအပြင်အခြားမသိနိုင်တဲ့ဖိအားတွေကြောင့် MNDA ကလာရှုမှဖယ်ပေးမယ်အခြေအနေဖြစ်လာကြောင်း MNDA နဲ့နီးစပ်တဲ့သတင်းရှင်မြစ်တန်ဦးကပြောပါတယ်။အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရာမခတီရှိယာလာရှုမျိုးမှစစ်တပ်စခန်းများတရင်ဌာနချုပ်တွေကို MNDA ဦးဆောင်တဲ့ ဒေါ်လာပူပေါင်းတက်တွေက2024ဇူလိုင်လမှာစတင်ထိုးစစ်ဆင်ခဲ့ပြီးဩဂုတ်လဆန်းမှာတင်ပိုက်ထိန်းချုပ်ခဲ့တာပါ MND နဲ့မဟာမိတ်များတင်ပိုက်ပြီးရနောက်စစ်ကောင်စီကအကြိမ်ကြိမ်လေးကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင်တရုတ်စိုးရရဲ့ပြည်အားပေးမှုနဲ့ MND ကစစ်ကောင်စီနဲ့အပြည့်ရဆိုင်ရေးဆွေးနွေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ရပြီး2025ဇန်နဝါရီမှာနှစ်ဖက်အပြတ်ရင်ဆက်ခဲ့ပါတယ်အခုက AB လတတိယဘက်မှာလာရှုမျိုးကိုစစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့များပြန်လည်ဝင်ရောက်လာမယ့်အခြေအနေများရှိလာခဲ့ကြောင်းတည်င်းအရင်မြစ်တချို့ကပြောပါတယ် AB 22ရက်မှာစစ်ကောင်စီရဲ့လာဝကပညာရေးနဲ့ကျန်းမာရေးဌာနကဥစွာဝင်လာမယ်လို့တတင်းအရှင်မြစ်တအုပ်ကပြောပါရယ်ဒီလိုပြန်မဆုတ်ပါကစစ်ကောင်စီကလေကြောင်းပုံကျဲမယ်လို့အကြက်ကန်ခဲ့ပြီးတရုတ်ကနေဆက်ဂိတ်တွေအပါဝင်ပိတ်ဆို့ဖြတ်တောက်မှုမျိုးစုံလုပ်မယ်လို့ဖိအားပေးခဲ့တယ်လို့တတင်းအရှင်မြစ်တအုပ်ကပြောပါရယ် MND နဲ့နီးစပ်တဲ့အခြားသတင်းအရင်းမြစ်တောက်ကစကားစဘက်ကမဖယ်ဘူးဆိုရင် S-trade ကိုမြို့ကြည်အောင်လုပ်မဲ့အထိသူတို့ချင်းချောက်တာရှိတယ်ပြီးတော့အဓိကတော့ဖြတ်လေးပြတ်ပေါ့ ဆာကအစာလည်းဖြတ်မယ်တရုတ်ကလည်းဂိတ်တွေပြန်ပိတ်လိုက်ရင်ပြည်သူတွေအလုံးဒုက္ခရောက်ကုန်မယ်အဲ့ဒီလိုဖြတ်လေးပြန်ရော air strike ကောဆိုရင်မြို့ကအရန်ကိုစုပ်ပြတ်တတ်သွားမယ်ဒါကြောင့်လည်းပါပါတယ်ပြီးတော့ကျွန်တော်တို့မသိနိုင်တဲ့ဖိအားတွေတော်တော်များများရှိရဲလို့ကြားတယ်ကြားထဲမှာတခုခုထူးဖို့ရှိမယ်လို့မျှော်လင့်နေဒီလိုစုပ်မယ်ဆိုတာကလည်းနိုင်ငံရေးဆိုတော့လည်းတချို့နိုင်ငံရေးကစားကွက်တွေရှိရဲလို့ဆိုပါတယ်စစ်ကောင်စီဘက်က AB တတရဘက်မှဝင်ရောက်လာမှဖြစ်ပြီးလာရှိုးပြည်သူစေယုံမှ AB 9ရက်နေ့မှာစတင်ပိတ်ထားတယ်လို့သတင်းတွေထွက်နေတော့လဲစေယုံပိတ်ခြင်းမရှိဘူးလို့လည်းသတင်းရင်း ညကပြန်လည်ရှင်းပြပါရယ်စစ်ကောင်စီတွေပြန်လည်ဝင်ရောက်လာမှာကိုပြည်သူများမလိုလားတဲ့ပြင် MND အနေနဲ့လည်းပြန်လည်ဆုတ်ခွာခြင်း အပြုတ်လုတ်တင်လို့လက်ရှိလာရှုမျိုးမှာနေထိုင်သူတချို့ကပြောပါရယ်။တခြားတစ်ပတ်မှာလာရှုမျိုးကန်တွေက MNDNA နဲ့မျိုးရဲ့လက်ရှိအခြေအနေကိုမျိုးကန်ပြည်သူများတိတိကျကျထုတ်ပြန်ပေးဖို့လိုလားနေတဲ့စစ်ကောင်စီတပ်တွေမျိုးတွေကိုဝင်လာမယ်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်နေတော့လဲ MNDNA ကတော့ AP 9ရဲ့နေတီနှုတ်ဆက်နေစေဖြစ်ပါရယ်။2029ကလူတို့ထောက်ခံမှုနဲ့စာခဲ့တဲ့မျိုးကန်တွေတည်ကြည်ပြီးဘဝတွေအပြတ်ခံခဲ့ရတာအခုကျတော့ဘာမှမထုတ်ပြန်မှုဘာမှရှင်းမပြဘူးတော်လိုင်းကိုအသေးမခွဲပါနဲ့လို့လာရှုမျိုးမှပြည်သူတောင်က ပြောပါတယ်။လက်ရှိထွက်ပေါ်နေတဲ့သတင်းအနေနဲ့လာရှုမျိုးပေါ်ကိုစစ်ကောင်စီကပြန်လည်ဝင်ရမှာဖြစ်ပြီး MND ဖွဲ့စည်းထားတဲ့အထူးဒေသတင်အတွင်းမှဒေသတွေကို MND ကအုပ်ချုပ်မယ်လို့ဆိုပါတယ်။ဒါပေမဲ့အဆိုပါသတင်းကိုသတင်းဌာနကတီးခြားအတိမပြုနိုင်သေးပါဘူး။တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိတဲ့အခြေအနေကြောင့်ဒေသခံတွေကစိုးရိမ်ထိတ်လန့်နေကြပါတယ်။ MND ပြန်ဆုံမယ်ဆိုတာနဲ့ဒေသခံတွေအကုန်တိုင်ပတ်ပြီးစစ်တပ်ကအခုထိ MND ကိုအကြမ်းဖက်အနေနဲ့ကြီးညာထားတာမြို့မှာစားဝတ်နေရေးအတွက် MND စီအခွန်ဆောင်ထားခင်ရသူတွေအကြမ်းဖက်ပုံမှန်နဲ့အစွဲခံရမှာလားလို့မြို့ကန်တောင်ကမေးခွန်းထုတ်ပါတယ်။ရှမ်းမြောက်စီရီတည်င်းအရင်မြစ်ကတော့လာရှုံမြို့အခြေအနေကပုံမိုးရှုပ်ထွေးလာနိုင်ပြီးနောက်ထပ်အခြေမီရွေးစစ်ဖြစ်လာနိုင်တယ်လို့သုံးသပ်ပါတယ်။လက်နက်တွေကင်ထားတာလေပဒီတွေကင်ထားတာမှမဟုတ်တာစစ်တပ်ကမြို့ပေါ်ကွက်ကွက်ကလေးအုပ်ချုပ်နေရလို့ထင်လား။သူကပြင်ဆင်ပြီးရတဲ့ရှမ်းမြောက်တစ်ခုလုံးပြန်ယူဖို့ ုံမှာလို့အထက်ပါစီရင်အရင်မြစ်ကသုံးသက်ပါတယ်။လက်ရှိအခြေအနေကို MND ကနှုတ်ဆက်နေသလိုမဟာမိတ်ညီနောင်ဖြစ်တဲ့တောင်မျိုးသားလူမျိုးရေးတပ်မတော် DNL နဲ့အာရခတ်တတော် AE ကလည်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။ကချင်စီရင်နိုင်ငံရေးလှလာသူဦးစော်စံက MND လာရှုကစောက်ခွာရပါကစစ်ကောင်စီကတောင်မျိုးသားတပ်မတော် DNL ကိုစီရင်အရာဆက်လက်ဖိအားပေးလာလိမ့်မယ်လို့ခန့်မှန်းပြောကြားပါတယ်။လက်ရှိမှာလည်း DNL အနေနဲ့စစ်ကောင်စီရဲ့ drone လေးကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန်ခုခံကာကွယ်နေရတယ်လို့၎င်းကဆိုကြောင်းသတင်း င်းမှာဖော်ပြပါရှိပါရရှင်